ဒီမိုကရေစီရေးလူ့ခွင့်ရေးနဲ့တရားမျှတမှုတို့တိုက်ပွဲဝင်နေကြကုန်သောပြည်သူပြည်သားများကျွန်တော်ဦးမျိုးထိုက်တန်သိပ်ပါကျွန်တော်တို့ဒီနေ့ဒီຫນွေဥတော်လန်ရေးကြီးကကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နိုင်မှလည်းဖြစ်မယ်ကျွန်တော်တို့မှာတခြားရွေးချက်စရာ လမ်းမရှိဘူးကျွန်တော်တို့ဒီအောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိအဲ့တော့ကျွန်တော်တို့တွေအကုန်လုံးကအောင်ဖို့နီးလမ်းများကိုအောင်ဖို့လုံနိုင်သူများ ਨੇ အောင်မြင်အောင်အချိန်နဲ့တပြင်းညီလုပ်ကြရမယ်။ဆိုတော့ကျွန်တော်တို့ဒေါ်လာရေးစားလက်ပလာနဲ့စလာတယ်။ယနေ့အချိန်မှာကျွန်တော်တို့ကျွန်တော်တို့အထူးသဖြင့်အညာဘမာဒေသနော်တကယ်ကိုဒေါ်လာရေးတစ်ဖွဲ့အသီးသီးတွေအတို့အရှိတွေနဲ့ယနေ့ဆိုဖြစ်နေပြီနော်တိုင်းတပ်ဖွဲ့တွေရှိနေပြီတနန်းစင်သားပြည်သားရဲဘော်တွေရှိနေပြီဒီလိုအနေထားမျိုးမှာစခဲ့တဲ့အချိန်မှာတော့ဘာမှမရှိဘူးလက်ပလာနဲ့စခဲ့ကြတယ်ယနေ့လိုအနေထားမှာကျွန်တော်တို့စိုးဖို့နေနေအတို့အရှိတွေနဲ့ကြီးစံနေနဲ့ ဒီလိုအနေနဲ့မှာကျွန်တော်တို့ကပို့ပြီးတော့အားယူရမယ်ပို့ပြီးတော့ကျွန်တော်တက်ကြွကြရမယ်နေရာနဲ့မှာနော်ကြည့်ကြည့်လိုက်ဒီသဆန်ကကွယ်ရေးတပ်ဖွဲ့တွေကလည်းနှွားနေတယ်နော်ဂျန်စီတွေကနှွားနေတယ်နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ AA ကလည်းအခုဆိုရင်ဘကိုးမကွေးနော် AR Rita အကုန်ရောက်နေတယ်မန္တလေးတိုင်းမှာမန္တလေး PDF ရှိတယ်နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဘက်ဆိုလို့ရှိရင် ကချင်ပြည်နယ်ဘက်မြန်မာပြည်အနောက်မှာရန်သူတွေကိုကျွန်တော်တို့ကနှွားနေနိုင်တယ် အစကလက်ပလာနဲ့အဲ့တော့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးကိုကျွန်တော်ဒီနေ့ခွန်အားပေးချင်တာကကျွန်တော်တို့ဒီနိုင်ကိုနိုင်ရမယ်နိုင်မယ်ဆိုတာကိုစိတ်နှလုံးဒုံဒုံချယုံကြည်ထားလိုက်ပါအေးဒါပေမဲ့ကျွန်တော်တို့ကနိုင်မယ်ဆိုတိုင်းဘာမှမလုပ်ဖ ೇನೆ ထိုင်နေလို့တော့ဘာမှမဖြစ်ပါဘူးနော်ကျွန်တော်တို့ကနိုင်ဖို့လို့အတွက်ကတော့လက်တွေလှုပ်ကြရမယ်မလှုပ်လို့ရတော့မရဘူးဒါပေမဲ့လှုပ်တဲ့ဟာကလည်းကျွန်တော်တို့ကောက်ယုံမိလို့မျိုးလှုပ်လို့မရဘူးကျွန်တော်လှုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အားလုံးဒီဖွဲမိခဲ့သူ နော်တမြက်မြေလောင်နိုင်ရမယ်အဲ့တမြက်မြေလောင်ရမှာရှာမိကဲ့သို့အရှိန်တင်းကြီးနဲ့တောက်လောင်လာတဲ့အထိကိုကျွန်တော်တို့သွားကြရမှာဖြစ်တယ်ဆိုတော့ဒီလိုမျိုးစိတ်ချက်တွေယုံကြည်ချက်တွေခံယူချက်တွေနဲ့သွားမှရမယ်နော်အဲ့တော့ကျွန်တော်တို့ကနိုင်တော့နိုင်ခြင်းနဲ့နော်ဘာမှမလုပ်ချင်လို့လည်းမရနိုင်တော့နိုင်ခြင်းနဲ့ဇွဲမရှိလည်းမရနိုင်တော့နိုင်ခြင်းနဲ့ဝရိယမရှိလည်းမရနိုင်တော့နိုင်ခြင်းနဲ့ကိုယ်တိုင်မလုပ်ရင်လည်းဘာမှမရ ဲ့တော့ကျွန်တော်ဒီနေ့အဓိကခွန်အားပေးချင်တာကကျွန်တော်တို့တွေတကယ်နိုင်ခြင်းတကယ်လို့ဖြစ်တယ်နော်တကယ်နိုင်ခြင်းတကယ်လို့ဖြစ်တယ်ဖြစ်အောင်လည်းကျွန်တော်တို့အကုန်လုံးလုပ်ကြရမယ်နော်အဲ့တော့ကျွန်တော်တို့အကုန်လုံးကဥစ္စာရင်လို့ဥစ္စာရင်ခဲကိုလိုချင်တဲ့လွတ်လပ်ရေးကိုကိုကိုယ်တိုင်ကျွန်တော်တို့ကတိုက်ယူကြရမယ်ကိုအောင်မြင်ခြင်းနဲ့ဒီအရေးတော်ပုံကြီးကိုကိုကိုယ်တိုင်အကုန်လုံးကလုပ်ကြရမယ်ဒါဒီသက်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ဒီ ိုလူမလုံးလို့ဒီလူမလုံးလို့ဆိုတဲ့ဟာမျိုးထက်နော်ဟိုလူအာကိုဒီလူအာကိုဆိုတာမျိုးထက်ကျွန်တော်တို့ဒီဒီကိုတိုင်းကိုဒီဇိုင်းမမဒီဇိုင်းမမဒီဇိုင်းမမလှုပ်ဆောင်ကြရမှာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့เนี่ยတရင်စကားပြီးခြင်းတယ်နော်ဒါအပြင်ကိုကျွန်တော်တို့တွေကနော်မြန်မာလူမျိုးတွေကမြန်မာတွေကနော်ကောက်ရိုးမိတယ်မဖြစ်ဘူးတည်ရေးကြီးတယ်ဒီတရင်စကားတည်ရေးကြီးတယ်နော်အခုဆိုရင် ကျွန်တော်တို့မြန်မာပြည်တွင်းမှာကျွန်တော်တို့မြင်ရပါတယ်နော်ပြည်သူတွေရဲ့အန္တရာယ်ထားနော်သူတို့ရှင်သန်ရုတ်ခတ်မှုဒါတွေကိုနားလည်ပေးနိုင်တော်လဲဒီဒေါ်လာရဲ့ကြီးလွတ်မြောက်ဖို့ဆိုတာကဒီအရေးတော်ပုံကြီးအောင်မြင်ဖို့ဆိုတာကဒီပြည်သူတွေလွတ်မြောက်ဖို့ဆိုတာကတောတောင်တွေထဲမှာနေတဲ့နေတဲ့လက်နက်ကိုင် PDF ရဲဘော်တွေ LDF ရဲဘော်တွေရဲ့တာဝန်ဆိုပြီးတော့ကိုကိုရိုင်းကကြတော့မသိကြအောင်ဆောင်နေလို့မရပါဘူးကိုကိုရိုင်းကကြတော့မပါဝင်လို့မရပါဘူး ကျွန်တော်တို့အားလုံးကကိုယ်တိုင်ပါဝင်နေဖို့တိတ်အရေးကြီးတယ်ဆိုတာကိုဒီနေ့ဒီစဉ်ရာနေကျွန်တော်ပြောချင်တယ်။တော့ကျွန်တော်တို့ဇွဲဇွဲရှိဖို့အရေးကြီးတယ်။ဇွဲရှိဖို့အရေးကြီးတယ်။ဇွဲရှိဖို့အရေးကြီးတယ်။နောက်တစ်ခုကျွန်တော်တို့ကကောက်ယိုးမီနဲ့လုပ်လို့မရအောင်နော်။ကောက်ယိုးမီလောက်ဆိုလို့ရှိရင်ကောက်ယိုးမီပဲဖြစ်မှာ။အဲ့တော့ကျွန်တော်တို့ကဖွဲမီကဲ့သို့ရှားမီကဲ့သို့ကျွန်တော်ပြည်သူတွေအကုန်လုံးကလုံးဝတောက်လောင်ပြီးတော့ ဒီအောင်မြင်မှုကိုစားလောင်ပြီးတော့အဲ့ဒီအောင်မြင်မှုအတွက်ကို အမြဲတမ်းအမြဲတမ်းကြိုးစားအားထုတ်နေတဲ့လူမျိုးလူတွေဖြစ်နေဖို့လိုတယ်ဆိုတော့ကိုကျွန်တော်ဒီနေရာကနေတင်ပြချင်တယ်ကျွန်တော်တို့ KSS American Dollar ရေးပဲကြည့်ကြည့်เนาะကျွန်တော်တို့မြန်မာလူလည်းတိုက်ပွဲပဲကြည့်ကြည့်ခေါင်းဆောင်ပြီးเนาะပြည်သူတွေအဲ့ခေတ်အခါကသူခေတ်အခါလည်းအကုန်လုံးကပိတ်ဆက်ခဲ့ကြရတဲ့သူတွေကြီးပဲပါဝင်ခဲ့ကြတဲ့သူတွေကြီးပဲเนาะ ဆိုတော့သူခေသူအကလာလျောက်ကို အကုန်လုံးပေးဆက်ပြီးတော့တာဝန်ချေခဲ့ကြတယ်။အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အခါမှာကျွန်တော်တွေကလည်းတာဝန်ချေဖို့လိုတယ်။ကျွန်တော်တွေတာဝန်ပေးဆက်နိုင်ဖို့လိုတယ်။အဲ့တော့ယနေ့ကျွန်တော်တို့ရုရှားနဲ့ယူကရိန်းရဲ့ဆက်ပွဲကိုကြည့်ကြည့်။ရုရှားဆိုတာကတကယ်ကိုလုံးဝကိုအင်အားကကမ္ဘာကိုနော်နံပါတ်နှစ်၃လောက်ရှိတဲ့တိုင်းပြည်အဲ့ဒီတိုင်းပြည်အင်အားကစစ်လက်နက်ပစ္စည်းတွေကိုစစ်ဒီလောက်ကြီးပြီးတော့ လူရောများတဲ့တိုင်းတွေကယူကရိန်းကိုရှော့ထွက်ပြီးကျူးကျော်တဲ့အချိန်မှာယူကရိန်းရဲ့ခေါင်းဆောင်မှုရေယူကရိန်းရဲ့ပြည်သူတွေရေဟန်ချက်ညီညီနဲ့เนาะတွန်းလှန်တဲ့အခါကျတော့အခုရုရှားသည်အထင်လာတဲ့အဆင့်ကိုပြန်ရောက်လာတယ်။ဒါအပြင်ယူကရိန်းရဲ့ခေါင်းဆောင်မှုကောင်းတဲ့အခါကျတော့ဥရောပကိုစီးယုံနိုင်နေเนาะမဟာမိတ်ရဲ့ထောက်ကမှုကိုရအောင်ယူနိုင်နေသူတို့တွေဒီအောင်မြင်မှုကိုအရောက်လှမ်းဖို့အတွက်ဤပေါင်းစုံကိုအောင်ဖို့ဤလမ်းတွေကို တို့ကြိုးစားနေကြတယ်အဲ့လိုကြိုးစားနေတဲ့အချိန်မှာနော်ပညာရှင်တွေကဘာတွေပြောကြလဲဆိုတော့အမမန်စင်းနဲ့ဒီနေရာမှာဇာလန်စကီတာမဟုတ်ရင်ယူကရိန်းပြည်သူတွေဇိုလိုဂျနာကဇာလန်စကီတာနော်ယူကရိန်းနိုင်ငံတွေကထွက်ပြေးသွားမယ်ဆိုရင်ရုရှားကကြီးကျော်တော့ဘိုင်ဒန်အစိုးရကအမေရိကန်အစိုးရကလေရင်လွတ်ပေးလိုက်တယ်နင်ပြေးတော့ဆိုပြီးတော့လွတ်ပေးလိုက်တယ်အဲ့လိုအချိန်မှာဇာလန်စကီကမပြေးဘူး ငောက်လေးမပြီးနဲ့ငောက်လက်နဲ့ပဲပြီးတဲ့ပြီးတော့မှသူหนีပြီးတော့သူပြန်ပြီးခံကြတယ်ခံကြတော့ယနေ့အချိန်မှာယူကရိန်းဒီအချုပ်ချာအာနာပိုင်တပ်အနေနဲ့ဆက်လက်ပြီးတော့ရပ်တည်နေနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ယူကရိန်းဒီအချုပ်ချာအာနာပိုင်ပြတ်ရုပ်သေးဆိုရတဲ့တိုင်းပြည်ကိုအစိအမမခွဲပြီးတော့ဟိုနယ်ကတော့ယူရုရှားယူဟိုနယ်ကတော့ဟိုဟာလုတ်ဆိုတဲ့နော်သူများတွေရဲ့ချဲလေခြင်းကိုကျွန်တော်တို့ခံခံနေကြမယ်အနေထားကိုတွေ့ကြမှာဖြစ်တယ်အဲ့ဒါနဲ့ခစ်ပြိုင်မယ် အာဖဂန်နစ္စတန်ကိုကြည့်မလားအာဖဂန်နစ္စတန်မှာဆိုလို့ရှိရင်နော်အမေရိကန်ကဘက်ကပ်ပေးထားပြီးတော့လက်နက်တွေအကောင်စားတွေနဲ့နော်အမေရိကန်စစ်တပ်ကြီးကိုရှိပြီးတော့နော်လေမြန်တွေကအကောင်စားတွေနဲ့လုတ်ပေးပြီးတော့ကြားကန်ပေးထားတဲ့အာဖဂန်အစိုးရဟာဒါလီဘန်တွေလည်းလာလဲလာရောအဲ့ဒါလီဘန်တွေကိုခံမချဘဲနဲ့ထွက်ပြေးတယ်ကြည့်ကြည့်နော်ကြည့်ကြည့်နော်တော်လည်းတခုအောင်မြင်ဖို့ကဥဆောင်တဲ့သူတွေရဲ့ စိတ်ကြက်နဲ့ခေါင်းတော်မူကဘလောက်အရေးကြီးတယ်လဲဆိုတာအဲ့လိုထွက်ပြေးတော့ကူကူပဲတာလီဘန်တွေကအာဖဂန်နစ္စတန်ရဲ့ကဘူးမြို့ကို သိမ်းပလိုက်တယ်သိမ်းပလိုက်ပြီးတဲ့အခါကျတော့နောက်ဆုံးယနေ့တချိန်ကအကြမ်းဖက်အဖွဲ့ပါလို့နာမည်ထားတဲ့တာလီဘန်ဒီယနေ့အချိန်မှာအစိုးရအဖြစ်နဲ့အာဖဂန်နစ္စတန်ကိုအုပ်ချုပ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီအောင်မြင်ဖို့နိုင်ဖို့ဆိုလို့ရှိရင်ဘလို့နီလဲနဲ့မဆိုကျွန်တော်တို့လုပ်ကြရမ ကျွန်တော်တို့အောင်ဖို့နီလန်းနေကိုအကုန်လုံးကအောင်ဖို့အချိန်နဲ့တပြင်းကြီးဘလို့နီလန်းနေမစူလုတ်ကြမယ်အချိန်တန်တော့လေเนาะကဘာမှာဖြစ်ဖြစ်မြန်မာမှာဖြစ်ဖြစ်ဘဒုလက်မှာအာနာကင်ထားတယ်လဲဆိုတာကသာအစိုးရဖြစ်တာအဲ့တော့ကျွန်တော်တို့တခြားမကြည့်နဲ့စီးရီးယားကိုကြည့်စီးရီးယားဆိုလို့ရှိရင်လေထုံနီလကောင်းမယ်เนาะအာဆက်အစိုးရကိုခံချတဲ့เนาะစီးရီးယားပျောက်ကြားတွေအမေရိကန်ဘာဝင်ကဘာတိုင်းပြည်တွေကအကြမ်းဖက်သမားတွေဖြစ်သတ်မှတ်ထားတယ်ဒါပေမဲ့ အာဆက်ကထွက်ပြေးရတယ်အာဆက်ကိုတကယ်တကယ်ဂျာကန်ဂျာကျောထောင်နောက်ခံပေးခဲ့တာကရုရှားရေဒါစကန်ညောစစ်တပ်တို့လေးမြန်တွေအများကြီးရှိတယ်ဟုတ်တော့စိတ်ထဲမရှိတဲ့အခါကျတော့အာဆက်လည်းနောက်ဆုံးရုရှားကိုထွက်ပြေးရတယ်နောက်ဆုံးအခုအဲအာဆီးရီးယားကเนาะတချိန်ကကမ္ဘာအကြမ်းဖက်ပါလို့သတ်မှတ်ထားတဲ့เนาะဒီလူတွေအခုအစိုးရအဖြစ်နဲ့ကုလသမဂ္ဂမှာတက်ပြီးစကားပြောနေပြီ ကမ္ဘာခေါင်းဆောင်တွေနဲ့လက်ဆွဲနှုတ်ဆက်နေပြီဆိုလိုချင်တာကကျွန်တော်တို့ကအောင်ဖို့နီးလန်းတွေကိုဘလို့နီးလန်းမဆိုလောက်ကြရမယ်အဲ့တော့ဒီနေရာမှာလောက်တာကတော့ဒီနေ့တော့လောက်ပြီးတော့မနေ့ပြန်တော့မလောက်ဘူးဒီနေ့တော့လောက်ပြီးချက်ချင်းအဖြေမသိရလို့နော်ရလတ်ကိုမသိရလို့စိတ်တက်ကြတယ်ဆိုလို့လည်းဖြစ်လို့မရအောင်ကျွန်တော်တို့ကအမျော်မြင်ကြီးကြီးနဲ့ရည်ရွယ်ချက်ရှိရှိနဲ့မဟာဗျာမြတ်တည်တည်ကြပ်မှန်ကန်သောဆုံးဖြတ်ချက်တွေချပြီးတော့ဒီဒေါ်လာရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့အောင်ဖို့နီးလန်းကို ျွန်တော်တို့သတိချာချာဆုံးဖြတ်ကြမှာဖြစ်တယ်ဆိုတော့ဒီဒလိုရေးအောင်မြင်ဖို့ကเนาะကျွန်တော်တို့ mass ဆိုတဲ့လူတို့ရဲ့ media ရဲ့ပတ်စံရဲ့လက်ရက်ကင်တပ်ဖွဲ့ရဲ့ဒီလေးခုဟန်ချက်ညီဖို့တိတ်အရေးကြီးတယ်အဲ့ဒီလေးခုကိုဟန်ချက်ညီဖို့ ਨੇ ဒီဒလိုရေးကြီးကိုအရှိန်အကောင်းနဲ့မောင်းနိုင်မှုဆိုတာကဥဆောင်တဲ့သူတွေကောင်းမှုလို့ရနော်ကောင်းမှုလို့ရညီပြမရှိတော့ဥဆောင်မှုရှိဖို့လို့ဖြစ်ဖို့လို့ရပြည်တွင်းမှာရှိတော့ဥဆောင်မှုဖြစ်ဖို့လို့ရယနေ့ကျွန်တော်တို့ຫນွေဥဒေါ်လာရေးကြီးမှာနော်တကယ်တကယ်ကြတော့ ရေကန်ရေကန်ကောင်းတွေရှိတယ်ဂျန်စီးတွေရှိတယ်ပြည်သူတွေကအရှိန်အဟုန်နဲ့ကျွန်တော်တို့တွေတခဲနဲ့ပါဝင်ခဲ့တယ်သို့တော့ကျွန်တော်တို့နေဦးတော်လိုက်ရေးမှာဝန်ထဲစရာကောင်းတာကခေါင်းဆောင်မှုတအားချတူးလာတယ်ခေါင်းဆောင်ဆိုပြီးတော့နေရာယူထားတဲ့သူတွေကပြည်တွင်းမှာမနေဘဲနဲ့ထွက်ပြေးတယ်အဲ့ဓာဒီအကြောင်းဒါခါကျွန်တော်တို့အကြစ်ပြတ်ချစားတယ်နော်ပစံ၄ကိုပြောက်ွယ်ကုန်တာတွေရှိတယ်အလွဲသုံးစားတွေရှိတယ် ်အလိန်ခံရတာရှိတယ်တခါဆီယာမွေးတပည့်မွေးနဲ့เนาะဒီဒေါ်လာရေးအလွန်အုပ်ချုပ်ရေးနဲ့အာဏာရရေးအတွက်ဒီကိုစဉ်းစားပြီးအဲ့ဒါကြီးလုတ်တဲ့အခါကျတော့ဒေါ်လာရေးကြီးကเนาะကျွန်တော်တို့ယနေ့အချိန်မှာတော့စိုးရိမ်စရာကောင်းတယ်တာဝန်သိပြည်သူတွေကနေပြီးတော့အချိန်ပြီးဝိုင်းပြီးတော့မထိမ့်မလို့ရှိရင်ဒေါ်လာရေးကြီးသားလျှော်သွားနိုင်တယ်အဲ့တော့ဒီလိုအနေထားမှာကျွန်တော်တို့เนาะ NRA ဆိုပြီးတော့ပေါ်ပေါက်လာတယ်။ NRA ဆိုတာဒီစစ်အနိုင်တိုက်ရေးအတွက် เนาะကျွန်တော်တို့ကစစ်အောင်နာရေးကိုအဓိကထားတဲ့အဖွဲ့ဖြစ်တယ်ဒီအဖွဲ့သည်တကယ်ကိုမြေပြင်မှာ အောင်မြင်ရေးလုပ်ငန်းတွေကိုအကုန်လုံးနဲ့ပူးပေါင်းဆောင်ရွက်နေမှာဖြစ်တယ်နေလဲနေတယ်ဒီအဖွဲ့သည်ကျွန်တော်တို့အစိုးရလုပ်မဲ့အဖွဲ့မဟုတ်ဘူးနှုတ်ချင်တဲ့အပြိုင်အဖွဲ့မဟုတ်ဘူးဒီအဖွဲ့သည်စစ်အောင်နာရေးအတွက်ကိုတီးတန့်ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်တယ်ဒေါ်လာရေးကြီးသားမလျှော်သွားဘူးလို့အတွက်ပေါ်ပေါက်လာဖို့ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့နော်ကျွန်တော်ပြည်သူတွေကိုသတင်းစကားပေးချင်တာကကျွန်တော်တို့ဒေါ်လာရေးကြီးသားမလျှော်ဘူး တော်လေးကြီးအောင်မြင်ဖို့လို့အတွက်ယနေ့ပေါ်ပေါက်လာတဲ့ NRD နဲ့တူတူကျွန်တော်ပြည်သူတွေပူပေါင်းလက်တွဲပြီးတော့เนาะဖွဲ့မိခဲ့သူရှာမိခဲ့သူအရှိန်တကြီးဆက်လက်တောက်လောင်ပြီးတော့ဒီတော်လေးကြီးအောင်မြင်အောင်လှုပ်ဆောင်ဖို့လို့အတွက်ဖိတ်ခေါ်ပြရစီအားလုံးပဲเนาะစေရရတော်၎င်းနိုင်ငံရေးရတော်၎င်းငွေချေးအဖြစ်တော်၎င်းအားလုံးအားလုံးပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့ဖိတ်ခေါ်ခြင်းနဲ့ကျွန်တော်တို့တွေအကုန်လုံးကတကယ်အောင်မြင်အောင်လုပ်မဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ အောင်မြင်အောင်လုပ်မဲ့သူတွေကဥဆောင်ပြီးလုပ်မှသာအောင်မြင်မှုကိုရမှာဖြစ်တယ်။နော်။ဒါမှမဟုတ်ဘဲနဲ့ကိုချိုးစည်းဝါးတွေကိုကျွန်တော်တို့ဥထိတ်ထားတဲ့သူတွေဒါမှမဟုတ်ရှင်အကျင့်ပြတ်ခြားစားတဲ့သူတွေနော်။ wages ရှင်းတာတော့မှစရင်မပြတဲ့သူတွေဒီလိုနေနဲ့လုပ်နေလို့ရှင်တော်လိုင်းရေးကြီးကတီလဲလဲတီလဲလဲနောက်ဆုံးကြရင်ဘာဖြစ်မလဲဆိုတော့88အရေးခင်းနောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့နော်။အနေထား နောက်ဆုံးကျတော့တပြေးနဲ့လုံပါပါလုံပါပါလုံပါပါဒေါ်လာကြီးလည်းလုံပါပါဒေါ်လာကြီးမှာပါဝင်တဲ့ရဲဘော်တွေလည်းလုံပါပါပြည်သူတွေလည်းနောက်ဆုံးကျတော့ဒုံရင်ဒုံရင်ပြန်ရောက်ဒီတစ်ချိန်မှာတော့ဒီလိုအနေထားကိုကျွန်တော်တို့ကလက်မခံတော့ဘူးအဖြစ်လည်းမခံဘူးအဲ့တော့ကျွန်တော်တို့ပြည်သူတွေဒီလေကျွန်တော်ဒီနေရာမှာသတိစကားပေးချင်တယ်ပြည်သူနဲ့အတူပြည်သူနဲ့အတူဆိုတာပြည်သူတွေကိုယ်တိုင်ကဒီဒေါ်လာကြီးမှာအတူတူပါဝင်ဖို့အရေးကြီးတယ်ဆိုတာကိုတိုက်တွန်းလို့ဆိုချင်ဖြစ်တယ် ပြည်သူသားအဓိကပြည်သူသားအဓိကဆိုတာကပြည်သူတွေဤရွေးချယ်မှုဘလိုလူမျိုးကို ခေါင်းဆောင်တင်တယ်အဓမ္မမှုတွေမတရားမှုတွေမှာပြည်သူကဘလိုတုံ့ပြန်တယ်ဓမ္မမလို့ရှိရင်ကျွန်တော်တို့မတရားမှုမှာပြည်သူတွေကဘလိုတုံ့ပြန်တယ်ပြည်သူတွေရဲ့ဇွဲနှဘဲကဘလောက်ရှိတယ်ပြည်သူတွေရဲ့ခန္ဓာရဲ့ဘလောက်ရှိတယ်ပြည်သူတွေရဲ့စိတ်အတက်ကြွမှုကဘလောက်ရှိတယ်ပြည်သူတွေရဲ့ကျွန်တော်တို့စိတ်လိုလားမှု ယုံကြည်မှုကဘလောက်ရှိတယ်လဲဆိုတဲ့အရာတွေကိုပြောခြင်းလဲဖြစ်တယ်ဆိုတာကိုဒီနေ့ထပ်ပြီးတော့ကျွန်တော်ပြီးသူတွေကိုသတင်းစကားပေးခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကစပြီးတော့ပေါ်လာတဲ့အချိန်ဆိုလိုချင်တာကနှွေးဦးတော်လိုက်မှဂျန်စီတွေထွက်လာတဲ့အချိန်မှာတို့ရဲ့စိတ်ထဲမှာယုံကြည်မှုတစ်ခုပဲရှိတယ်။ငါတို့မတရားမှုကိုလက်မခံဘူး။ပြည်သူအနာပြည်သူပြန်ပြီးမတရားမှုကိုလုံးဝလက်မခံဘူးဆိုပြီးတော့ပေါ်ပေါက်လာတာဖြစ်တယ်။တခါကျွန်တော်တို့အဲ့ဒီအချိန်မှာစိတ်နဲ့နော်စိတ်တစ်ခုတည်းကိုပဲရီမှန်းပြီးတော့ ရတဲ့နီးနဲ့နော်စစ်ကောင်စီကခေအဆက်ဆက်တို့ကိုစန့်ကျင်တဲ့ဆန္ဒပြတဲ့လူရင်းညံ့စွာဆန္ဒပြတဲ့လူလက်နက်မဲ့ပြည်သူတွေကိုတတ်တယ်ထောင်ချတယ်နှိမ့်ဆက်တယ်ဆိုတာဒီပြည်သူတွေအကုန်သိတယ်ဒီ generation Z တွေ Gen Z တွေအကုန်သိတယ်တော်တော်လဲမတရားမှုကိုလက်မခံတဲ့စိတ်နဲ့ထွက်လာခဲ့ကြတယ်နော်အဲ့ဒီကနေပြီးတော့ယနေ့အချိန်မှာနော်လက်နက်အားကိုးနဲ့အနိုင်ကျင့်နေတဲ့လူဘဝနေတဲ့ဒီစစ်အာဏာရှင်စစ်တပ်စစ်အာဏာရှင်ဝါဒမြန်မာပြည်မှာမရှိမှရမယ်ဆိုတော့ ယုံကြည်မှုကိုအရင်တည်ပြီးတော့ဂျန်စီးတွေအများစုเนาะကျွန်တော်တို့စစ်ပညာရေးသင်နေရတဲ့အချိန်မှာလက်နက်ကိုက်တပ်ဖွဲ့တွေကငွားငွားဆွဆွပေါ်ပေါက်လာပြီးတော့ရန်သူကိုချိန်မုံနေတဲ့အနေအထားတခါကျွန်တော်တို့ဘီရိုကရေစီရန်နေရာကြီးပြိုလဲသွားအောင်ဆိုပြီးတော့ဝန်ထမ်းတွေကနေပြီးတော့စီဒီအမ်တွေလုတ်တယ်ဓာတ်တွေဓာတ်တွေအကုန်လုံးရဲ့ရင်းမြစ်ကိုဆန်းစစ်တဲ့အခါကျတော့မတရားမှုကိုလက်မခံတဲ့စိတ်မတရားမှုကိုလက်မခံတဲ့စိတ်အဓမ္မကိုလက်မခံတဲ့စိတ် ယုံကြည်မှုတစ်ခုကငါတို့အောင်မြင်မှုကိုရအောင်ယူမရမယ်ယုံကြည်မှုတစ်ခုကဒီကောင်းနေရှိနေတဲ့ငါတို့ဒုက္ခတွေရောက်နေမှာပဲယုံကြည်မှုတစ်ခုကငါတို့တွေဒီဒီဟာကိုငါတို့ကိုယ်တိုင်တိုက်ပွဲဝင်ပြီးလုံမရမယ်ဆိုတဲ့ယုံကြည်မှုကိုအရင်ပြုပြီးတော့ကျွန်တော်တို့ရှစ်မှာနော်အာဇန်ဒီတွေအသက်ပေးခဲ့တယ်လို့သူရဲကောင်းနေအချင်းတော်နေထဲမှာရှိတယ်တောတောင်နေထဲမှာရှိတယ်နေရအနက်မှာရှိပြီးတော့တိုက်ပွဲဝင်နေတယ်အဲ့တော့ယနေ့နော်ညီကုန်းကျောင်းအနေနဲ့ကျွန်တော်ဘီသူတွေကိုတရေစကားပေးချင်တာက ကျွန်တော်တို့တွေပြည်သူနဲ့အတူဆိုတာကအဲ့ဒီပြည်သူတွေကဒီဒေါ်လာရဲ့ကြီးမှာ အတူတူကိုအမြဲတမ်းเนาะအရှိန်တကြီးကြီးနဲ့ရှားမိကဲ့သို့တောက်လောင်ပြီးတော့အမြဲတမ်းပါဝင်နိုင်မှုလိုတယ်ကျွန်တော်တို့ပြည်သူတွေဒီကောက်ရုံးမိမဟုတ်ဘူးယုံကြည်မှုတစ်ခုကိုဒီထဲမှာတန်ဖိုးဆွဲထားပြီးအဆုံးထိအောင်တွားပြီးတော့အောင်မြင်မှုကိုအရောက်လှမ်းတဲ့လူမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနိုင်ကိုနိုင်မှာတေးကြတယ်နိုင်အောင်လဲလုံမရတယ်ဆိုတာကို တင်ပြရင်လည်းအရေးတော့ဘုံမုတ်ချအောင်ကိုအောင်ရမြီ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 